မနိုင်ငံမှာရှိတဲ့စိုက်ကယ်စီးချစ်တဲ့လူတွေအကုန်လုံးရဲ့လက်တကန်းကိုဒီစိုက်ကယ်စီးအားကစားဆိုရောက်လာတော့မှာမနိုင်ငံမှာအခုလိုမျိုး racing team တခုကိုစတင်ပြီးတီထောင်လိုက်တယ်ဆိုတာကိုအကုန်လုံးကိုအတိပေးခြင်းတဲ့အတွက်ဒီလိုမျိုးမိတ်ဆက်ပွဲလေးကိုလုပ်လိုက်ရခြင်းပဲဖြစ်ပါလေဗျာ GPM racing အနေနဲ့ကျွန်တော်ပထမဆုံးပြိုင်ခဲ့တဲ့ပွဲကပြီးခဲ့တဲ့လကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ဒီ next step BRC ပြိုင်ပွဲပေါ့နော်ဒီပွဲမှာတော့ကျွန်တော်အဆင့်9နဲ့ပန်းဝင်ခဲ့တာပါပထမဆုံးပြိုင်တဲ့ပွဲမှာပဲကျွန်တော်တို့ဒါ top 125ကိုဝင်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့ကလည်းအရင်ကောင်းတဲ့ result ဖြစ်တယ်ပေါ့နော်ဒါလက်ရှိကျွန်တော်လုံနေတာပေါ့ခွင့်လန်းတွေအများကြီးပို့လာတာပေါ့နော်တကယ်ရေချင်းရှိတဲ့လူတွေကနိုင်ငံတကာမှာဝင်ပြိုင်ခွင့်ရမယ် cycle စီးတော်တဲ့လူတွေအတွက်တကယ်ကိုခွင့်လန်းကောင်းတဲ့နေရာတစ်ခုလို့ပြောလို့ရပါတယ် ြစ်တဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာအခုလိုမျိုး racing team တခုကိုစတင်ပြီးတည်ထောင်လိုက်တယ်ဆိုတာကိုလူတိုင်းကိုလည်းသိစေချင်တယ်ပေါ့နော်နောက်ပြီးကျွန်တော်ဒီမြန်မာပြည်မှာလည်းဒီ racing culture ကအဲ့လောက်ကြီးဒီမဖွံ့ဖြိုးတိုးတက်သေးဘူးအဲ့တော့ဒီ racing culture တခုကိုလည်းကျွန်တော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ပေါ့နော်နောက်ပြီးဒီထက်လည်းကျွန်တော်ပို့ပြီးတော့လည်းလုံနိုင်အောင်ပို့ပြီးတော့လည်းကျွန်တော်လုံချင်တယ်ပေါ့နော်အဲ့ဒီတော့လည်းကျွန်တော်အကုန်လုံးကိုအတိပေးချင်တဲ့အတွက်ဒီလိုမျိုးမိတ်ဆက်ပွဲလေးကိုလုပ်လိုက်ရချင်ပဲဖြစ်ပါတယ်ဗျဇိုင်းကကျတော့ဟိုကျွန်တော်เนี่ยသိတာမြန်မာလေးမှာဆိုရင်ဒါ 6နှစ်လောက်ရှိပြီဆိုတော့ညီကိုလိုဖြစ်နေရပါတော့ဆိုတော့ကျွန်တော်ကိုယ်ကလည်းမန္တလေးရောက်နေရနဲ့အဲဇိုင်းတို့ဒီပွဲနဲ့ရလဲဒီ GPN Racing ပွဲနဲ့ရလဲတိုက်တိုက်ဆက်ဆိုင်ပဲအဲဒီနေ့ဖြစ်နေရဆိုတာနဲ့အဲ့ဒါတက်ရောက်ဖြစ်တာပါဗျဟုတ်ဒီ race ကို စားဖွဲ့လိုက်တဲ့ရွယ်ချက်ကတော့အဓိကတော့ဒီ writer ကောင်းကောင်းလေးတွေနိုင်ငံတကာမှာပေါ့เนาะမြန်မာဆိုတဲ့ဟာလည်းဖြစ်လာအောင်ဖြစ်စေချင်တဲ့ဆန္ဒလေးတစ်ခုနဲ့ပေါ့เนาะကျွန်တော်မစ်ဆွေပေါင်းတင်းလေးဗနေအောင်လောက်စုပြီးမှအာအတင်းတစ်ခုလောက်လှုပ်ကြရအောင်ပေါ့ဆိုပြီးမှတိုင်ပြီးမှလှုပ်ဖြစ်သွားခဲ့တာပေါ့နိုင်ငံတကာအဆင့်မီတိုင်နိုင်အောင်လို့ပေါ့เนาะကျွန်တော်တို့ကတော့အဲ့ရွယ်ချက်အပြင်နဲ့ကျွန်တော်တို့စပြီးမှလှုပ်ဖြစ်ခဲ့တာပေါ့ဒီရဲ့အတင်းလေးကို ကိုတကယ်စိတ်ဝင်စားတဲ့မျိုးဆက်တွေကိုပြိုင်ပွဲဝင်တူဖြစ်အောင်ကျွန်တော်တို့နောက်ပိုင်း GPN Racing Team ကကံလန်ပန့်ပိုးပြီးမှကူညီသွားပေးနိုင်တဲ့ရည်ရွယ်ချက်လည်းရှိပါတယ်အရင်ကကျတော့ကျွန်တော်တို့ကျွန်တော်တယောက်တည်းပြိုင်ပွဲဝင်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီထက်မြင့်တဲ့ပြိုင်ပွဲတွေကိုရှင်ပြိုင်ဖို့ဖြစ်လာတဲ့အခါမှာတယောက်တည်းဘယ်လိုမှပြိုင်လို့မရတော့ဘူးပေါ့နော်အဲ့ဒါနဲ့သူတို့နဲ့ဆွေးနွေးပြီးတော့ GPN ဆိုတာဖွဲ့စည်းဖို့ဖြစ်လာခဲ့တာ ့ GPM Racing အနေနဲ့ကျွန်တော်ပထမဆုံးပြိုင်ခဲ့တဲ့ပွဲကပြီးခဲ့တဲ့လကထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ဒီ Next Step BRC ပြိုင်ပွဲပေါ့နော်အဲဒီပွဲကထိုင်းမှာလည်းအဆင်အမြင့်ဆုံးပြိုင်ပွဲတစ်ခုပေါ့ဒီမှာကျွန်တော်ထိုင်းကတကယ် professional rider အများကြီးနဲ့ကျွန်တော်အဲစူးစမ်းပြီးရှင်းနေခဲ့ရတာပေါ့နော်ဒီပွဲမှာတော့ကျွန်တော်အဆင့်9နဲ့ပန်းဝင်ခဲ့တာပါအဲ့တော့ပထမဆုံးပြိုင်တဲ့ပွဲမှာပဲကျွန်တော်တို့ဒါ top 125ကိုဝင်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့အတွက်လည်းအရင်ကောင်းတဲ့ result ဖြစ်တယ်ပေါ့နော်ဒါလက်ရှိကျွန်တော်လုံနေတာပေါ့အဲ့တော့ကျွန်တော်ဒီရားနဲ့ရရှိလာတဲ့အတွေ့အကြုံတွေရယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါနိုင်ငံသားမှာဒီ CIA နဲ့သွားတင်တယ်ဒါနိုင်ငံသားကွင်းတွေမှာလည်းအတွေ့အကြုံတွေယူရဲပေါ့နော်ဒီရားရလာတဲ့အတွေ့အကြုံတွေနဲ့ဒီရားရလာတဲ့ပညာရည်တွေကိုလည်းကျွန်တော်တို့ဒီဟို Facebook page ကနေတစ်ဆင့်ပေါ့နော်ဒီ knowledge sharing တွေလည်းလုပ်ပေးတယ်အဲ့နောက်ဒီ technique တွေဘာတွေကိုလည်းနောက်ပိုင်းနေကျွန်တော်ထပ်ပြီးတော့လည်းဟိုသင်ပြပေးဖို့လည်းရှိရယ်ဝင်မျှပေးသွားဖို့လည်းရှိပါတယ်ပေါ့ ချတယ်လေပြီးတော့ cycle ဆီကမိုက်တယ်ယောက်ျားလေးအတွက်လည်းကြည့်လို့ကောင်းတယ်ကြိုက်ပါတယ် cycle ရဲ့အဲ့ထွက်တဲ့အတန်လို့ပါလို့ဆိုဘောကြတယ်ပြောရမှာเนาะဒီခဏတော့အာဒါအခုမြင်နေတိုင်းပဲပေါ့နော်ဒါကတော့လာတဲ့လူတွေကလာတာမော်တော်ဆိုင်ကယ်ချစ်တဲ့လူတွေကလုံးပဲဒါကျွန်တော်တို့လည်းအကုန်ရင်းနေတယ်အဲ့တော့ဒီလူတွေကလည်းကျွန်တော်တို့လုံးဝ support ပေးတယ်ပေါ့နော်ပေးရဖြစ်တဲ့သူတို့တွေကလုံးလည်းစုပြီးတော့အာဒါ ကျွန်တော်ပြပွဲရှင်ပွဲလေးတခုအနေနဲ့လည်းလုပ်တယ်ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်တွေကျွန်တော်နောက်တစ်ပါလုပ်မလဲဆိုတော့ plan တွေအကုန်လုံးကိုဒါညီရညီကိုတွေကိုချပြမယ်ချပြမယ်ပေါ့နော်အပြီးသွားရင်တော့ကျွန်တော်ဒါ DJ တွေအာ dancer တွေနဲ့အာတခြားကျွန်တော်တို့ပြပွဲရှင်ပွဲလေးလည်းပါပါတယ်ကျောင်းနဲ့အဆောက် တို့မှာသတင်းကောင်းတစ်ခုရှိရပါတော့အဲ့ဒါဒီလာမယ့်2026ထဲမှာကျော်ဒီ GPN Racing Team ညနေပြီးလက်ရှိကိုကိုတီချီလင်းအပြင်ဟိုမှာနောက်တဲ့ rider အစ်စ်တယောက်ကိုမွေးထုတ်ပေးဖို့ကျွန်တော်တို့ plan ထားတာရှိတယ်။အဲ့ဒီအတွက်လည်းကျွန်တော်အစီအစဉ်အစ်စ်တွေထပ်လာဖို့တွေရှိရပါတော့။အဲလက်ရှိဒါတော့ကျွန်တော်2026အတွက် plan ပေါ့။နောက်ပိုင်းနေရာတော့ကျော်ဒီမှာ legend ရဲ့ queen တွေရဲ့နောက်ပြီးတော့ဒီဒီ side motorcycle queen တွေပေါ့နော်။ဒီတက်မကများပြားလာဖို့လည်းရည်ရွယ်တယ်။နောက်ပြီး motor ဒီ local မှာရှိတဲ့ဒီ motorcycle ဒီပြိုင်ပွဲတွေကိုလည်းအများကြီးလုံနိုင်ဖို့ပေါ့နော်ကျွန်တော်ဒါလေးကိုတော့ကျွန်တော်ရည်ရွယ်ပါတယ်ဗျနောက်တစ်ချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့ cycle စီးချစ်တဲ့လူတွေအကုန်လုံးအဲလက်တကန်းကိုဒီ cycle စီးအားကစားဆိုရောက်လာတော့မှာပါခွင်လန်းတွေအများကြီးပို့လာတာပေါ့နော်ပြီးတော့ဒီမှာဘာဖြစ် join တာနဲ့တင်တကယ်ရည်ချင်းရှိတဲ့လူတွေကနိုင်ငံတကာမှာဝင်ပြိုင်ခွင့်ရမယ်အဲအဲ့လိုမျိုးတွေပေါ့အခွင့် cycle စီး join တဲ့လူတွေ cycle စီးကျင်တဲ့လူတွေ cycle စီးတော်တဲ့လူတွေအတွက်တကယ်ကိုခွင့်လန်းကောင်းတဲ့နေရာတစ်ခုလို့ပြောလို့ရပါတယ် ကျွန်တော်တို့လောလောဆယ်ကတော့အဲဒီထိုင်းနိုင်ငံမှာချိန်ပါတဲ့ပြန်ပွဲလေကျွန်တော်တို့လောလောဆယ်တော့ရှင်ပြန်နေတာပေါ့နော်အဲအဲ့အနေနဲ့တစ်ဆင့်နောက်ပိုင်းမှာကျွန်တော်တို့ဒီဒီအာရှမှာရှိတဲ့နိုင်ငံတွေဥပမာဒီမလေးရှားတို့အင်ဒိုနီးရှားတို့တို့နိုင်ငံမှာချိန်ပါတဲ့ပြန်ပွဲလေအထိကျွန်တော်တို့ဝင်ပြန်ဖို့ရည်ရွယ်ထားပါတယ်ဟုတ် GPM raising အသင်းကြီးကိုမြန်မာနိုင်ငံမန္တလေးမြို့မှာစတင်လို့တီထောင်မိတ်ဆက်လိုက်ပါပြီခင်ဗျာ ှောက်ဟိုရိုက်တာကောင်းကောင်းလေးတွေအများကြီးမွေးထုတ်ပေးမဲ့အဲ့ရွယ် channel လောက်ထားတဲ့အတွက်ပေါ့နော်အဲ့လာ join ကြပါဘောနော်စိတ်ဝင်စားတဲ့ဝါဒနာရှင်တွေပါလေလာ join ကြပါလို့အာကျွန်တော်တို့အသင်းကိုလည်းဆက်အားပေးပါအောင်လို့ကျွန်တော်ဒီထက်လည်းအများကြီးဆက်လုပ်ဖို့ရှိတယ်ဆက်လဲလှုပ်သွားမယ်ပေါ့နော်လက်ရှိမှာလည်းကျွန်တော်အများကြီးလှုပ်ဆောင်နေတယ်ကျွန်တော်တို့လုံနိုင်တဲ့ပမာဏထက်လည်းကျွန်တော်ပို့ပို့တိုးပြီးတော့လည်းလုပ်နေတယ်ပေါ့နော်အဲ့တော့ဟောကျွန်တော်တို့အားပေးပါအားပေးမှလည်းကျွန်တော်ဆက်ရှိတ်ဆက်လို့ရမှာပေါ့နော်အဲ့ဒါဟိုအားပေးကြပါလို့ပဲပြောချင်ပါတယ်ကျေးဇူးပါ VPN reason ပေါ့နော်ဒီထက်မှကပို့ပြီးတော့ အောင်မြင်အောင်မြင်ပြီးတော့အဲသွားခြင်းနဲ့ပန်းနိုင်သွားခြင်းနဲ့တိုက်ကက်တွေကိုအများဆုံးရောက်ရှိပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ပြီးတော့ cycle ဆီကတော်တဲ့လူတွေလည်းကျွန်တော်နိုင်ငံကနေပြီးတော့အများကြီးထွက်ပေါ်လာပါစေလို့လည်းဆုတောင်းပေးပါတယ်ဗျ GPM Racing